the best habit about me is reading ပြန်ပြောပြမယ် the best habit about me is reading ကျွန်တော်မှာ habit ဆိုတဲ့ပါတော့အလေးအကျင့်နေအလေးအကျင့်တော့ habit ဆိုတော့ဝါသနာလည်းပြောလို့ရပါတယ်အဲ့တော့ကျွန်တော်မှာအလေးအကျင့်နေရှိတယ်အလေးအကျင့်ကောင်းတာတွေရောမကောင်းတာတွေရောဆိုးတာတွေရောအစတရားပြည့်အစုံရှိတယ်မယ်အလေးအကျင့်အဲ့ဒီအလေးအကျင့်နေတဲ့မှာအကောင်းဆုံးအလေးအကျင့်ကတော့တဲ့ the best habit about me ကျွန်တော်နဲ့ပတ်သက်ပြီးတော့မှအကောင်းဆုံးအလေးအချင်းကတော့ဗာလဲအဲ reading စာဖတ်ခြင်းပဲတဲ့ကျွန်တော်အဲ့ဒီမျိုးစီလေးတော့ကျွန်တော်ရခဲ့တယ်ကျွန်တော်မှရှိခဲ့တယ်ဒီလိုပြောရမှာနော်ကျွန်တော်မှရှိခဲ့တယ်အဲ့တော့ကျွန်တော်ရဲ့ညီကောင်မတို့ရဲ့ကြားထဲမှာကျွန်တော်ကစာဖတ်ဆုံးဒီလိုလေးပြောမယ်နည်းနည်းလေးချက်လိုက်မယ်ကျွန်တော်တို့ရွာမှာရွာလူတွေထဲမှာကျွန်တော်က စာဖတ်ဆုံးနေ့စတစင်တလိုက်မယ်မန်းလေးရောက်တယ်ကျွန်တော်တို့ရက်ွက်ထဲမှာကျွန်တော်ကစာဖတ်ဆုံးတကယ်ပြောတာရက်ွက်ထဲမှာဘယ်သူမှသတင်းစာမယူဘူးကျွန်တော်အစင်းရဲဆုံးအိမ်မှာရေးမရှိမိမရှိအိမ်မှာနေတာဒါပေမဲ့ကျွန်တော်သတင်းစာယူတယ်တလောက်တစ်ထောင်ပေးရတယ်အဲ့ဒီတော့ကအခုချိန်မှာ9000ပေးရတယ်ဘာဖြစ်ဖတ်တယ် The best habit about me is reading. စာရေးဖတ်ရင်ဖတ်ရင်ဖတ်ရင်ပဲကိုလိုချင်တဲ့ဟာတွေကိုစာထဲမှာတွေ့လာတာ ဲ့တော့ကျွန်တော်တို့စာပူဖတ်တဲ့သူတွေအများကြီးရှိတယ်သူတို့ရဲ့စကားပြောရရင်လူတစ်ယောက်ကစကားပြောနားထောင်လိုက်တာနဲ့ तू ကဘယ်လောက်ထိစာဖတ်လဲဆိုတော့ကျွန်တော်တို့ကခံမှန်းလို့ရတယ်